Ahora podemos grabar la tu y fue palma y su página tiene esa pijama otra se va a acabar aunque la su o luego esa pijama se va a descargar el grupo con el tuyo es el cu es el recibo fatuna fatuifo fatuifo fatuva fatuva y su fatuva que va a acabar ောက်ဒီကတုပောက်တခုနိုင်ငါကိုမြတ်၏ကစားနေတော်ပြန်တဲ့ကောက်ကိုမြင်လေ၏ထူပြိုင်းဒီငါကိုကတုပောက်မှဆောင်၍နှုတ်သီးဖြင့်ဖမ်းယူကအထက်သို့ပြေး၏ငါပြန်ကြလာသောအခါမိသူမယောင်၏နှုတ်သီးဖြင့်နှုတ်သီးဖြင့်ကား၍ဖမ်း၏ထို့နောက်ရှင်ဤသို့ကစားပြန်၏ဤသို့ငါကိုအချိန်ချင်းပြင်းမြောက်ဖိုင်ကစားနေတော့ပြန်ဤကြံ့ကြံ့မှုကိုလွတ်လင်သည့်အလုံးအကျလေဤ မိမိလည်းဒုက္ခလည်းစတိစတိကိုပြန်ကဲတော့အထက်တို့ပြည့်၍ပါဇက်ဖြစ်ကြိုက်ဖန်းနိုင်ရင်ကောင်းလေသာဟုတွေးမိ၏ရင်သည်ဂျိုင်းကိုတွေးခဲ့ပြီးနောက်အိမ်တို့ရောက်တော့ဂျိုင်းကိုတူယူကတစ်ချုံများကိုအထက်တို့မြောက်တင်၍ညေတို့မကြမီပါဇက်ဖြစ်ကြိုက်ဖန်း၏ဤတို့အကျဉ်းချင်းပြုလုပ်လေးချင်းဖန်များတော့လူလင်သည်တစ်ချုံတို့ကိုရှာနှင်းမြပင်မထီအောင်ကျွမ်းချင်စွာကြိုက်၍ဖန်းနိုင်လာလေ၏ထို့အခါအုတ်ခဲစသည်ရုံးနှင့်၎င်း လန်ဒန်ကြီးငယ်တို့နဲ့၎င်းအသွားထက်စွာသွေးထားသည်တန်လျက်နှင့်၎င်းလေးကျင်ဤရင်းလက်နှက်တို့ကိုလည်းတစ်ချုံများနှင့်ကစားတကဲ့သို့ကျွမ်းကျင်စွာကပ်၍ဖမ်းနိုင်ဤအတက်၌လူလင်သည်ပြိုင်ဘက်ကင်းသူဖြစ်လာလေ၏လူလင်သည်မိမိစွာကိုရွာ၌ရှိဦးစွာပြောဤရွာသားပလေးဘက်သို့လက်များစွာနှင့်တကြ၍ဆုပလက်များကိုကြေကြေထပ်ထပ်ပေးကြဤလူလင်သည်တို့ရွာမတစ်စိတ်တရွာပြီးတရွာနှမြုတ်ပြီးတမြုတ်တို့သွာလာကမိမိစွမ်းကိုပြဤထွက်ခါ၌ ၌လက်ပလေးသက်တို့တီလိုနှစ်သက်ကြာ၍ဆုပလက်များကိုပေးကြ၏လူလင်ဤစွမ်းကိုမင်းကြီးကြောသောလူလင်ကိုခေါ်၍မင်းရဲ့ပြင်၌ကစားစေ၏လူလင်သည်မိမိစွမ်းကိုပြ၏မင်းကြီးနှင့်သာအာရတော်မူလာ၍ကျင့်ငွေဥစ္စာဆုပလက်များစွာချီးမြှင့်တော်မူ၏လူလင်လူလင်အိုင်လဲမင်းရင်ပြင်း၌မကြာခဏကစားပြစေဤနော နောက်တွင်မင်းကြီးနှင့်လူလင်တို့သည်တပြေးပြေးခမင်းရင်းသည်လာကြသည်တနေ့တွင်မင်းကြီးကလူလင်ဤအသက်ပညာကိုအဘယ်ဆရာထံတွင်လေ့လာစီပူခဲ့သနည်းတင်ဤဆရာကဘယ်သူနည်းခုမေဤ ထိုအခါလူလင်သည်ငါဤဆရာသည်ပြိုင်ဖေးပါသည်ဟုရှုတ်တယ်မိပါကငါသည်တရိဆိုင်ပြိုင်ဤတပြီဖြစ်ပြီးဟူ၍တေမြင်သေးတရာဤထိုအခါငါဤကိုသိခလဲညွန်နွမ်းလေးမီလေးလာပလေးပလေးဆောက်ရုံလေးမီဟူ၍တွေ့တော့ဆောက်ရေမီတဖြစ်အရှင်မင်းခင်ဗျာကျွန်တော်မျိုးနိုင်ဆရာမရှိပါ ခုရှုတ်နေမိလေဤထိုနောက်တွင်လူလင်တီရှင်းနီအတူအလန်နှင့်ကစားသောအခါမိမိအမဖန်းနိုင်တော့ဘအဂေါကိုလန်လန်ဒိုင်ဖိုးတွေးသွား၍အသက်ဆုံးရှုံးရလေဤအကျိုးကျေးဇူးကတော့အမှန်တည်းပြောရမယ်မလိညာရဘူးစေတနာကိုမစောကားရဘူးဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာတကယ်ကြီးနဲ့တီချာတို့ကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ